အလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါပြီးခဲ့တဲ့တပတ်ကျော်နှစ်ပတ်လောက်ကတူတကီပလုံးဖွဲ့ချုပ်မှာဒန်လူကြီးတွေအပါဝင် တောင်ရှိသူတွေကလုတ်ပွဲတွေတောက်လျှောက်လုတ်ပြီးတော့ Betting Community မှာဒန်လူကြီးတွေတော်တော်များများအကောင့်ဖွင့်ထားကြတယ်တချို့ဒန်လူကြီးတွေဆိုရင်ပွဲပေါင်းတထောင်လောက်ထိတောင်မှလောင်းစာပြုတ်လုတ်ထားတယ်ဆိုပြီးတော့တူတကီဘောလုံးဖွဲ့ချုပ်ကိုယ်တိုင်ကထုတ်ပြန်ကြေညာခဲ့တယ်ဒီကြောင့်နဲ့ပတ်သက်လို့ ဂျိုးဆေမော်ရီညိုကလည်းတူတကီဘောလုံးဖွဲ့ဂျိုးကရောတူတကီဘောလုံးဖွဲ့ဒါပြိုင်ပွဲတစ်ခုလုံးဟာမှန်ကန်မှုမရှိဘူးတန်ရှင်းမှုမရှိဘူးလို့သူဝေဖန်ဘူးတယ်တူတကီမီဒီယာတွေကသူတို့ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတဲ့နောက်မှာအခုလက်ရှိမှာတူတကီဘောလုံးဖွဲ့ဂျိုး TFF ကနေတရားဝင်အတည်ပြုတဲ့ဒီထဲမှာထိတ်တန့်ဘောလုံးကလပ်အသင်းတွေက Galatasaray တို့ နောက်ဘက်ရှိတက်တို့တို့အသင်းတွေကကစားမားတွေတောင်းပါဝင်ပြီးတော့အခုလောလောဆယ်ဒုတိယဘောလုံးအဖွဲ့ချုပ် TFF ကနေလောင်စားမှုပြုလုပ်မှုအတွက်စုံစမ်းစစ်ဆေးတဲ့ကစားမားအရွေတွက်က1024ယောက်သူတို့အစောပိုင်းတုန်းကကွင်းလေတန်းလူကြီးတွေကိုပဲအဓိကတန်းလူကြီး900ကျော်မှ300ကျော်လောက် ဒီပြဿနာတွေဖြစ်နေတယ်အဲ့ထဲမှာမှတချို့တိုင်လူကြီးတွေဟာတော်တော်ကိုဆူဆူဝါးဝါဖြစ်ပြီးတော့လှုပ်ထားတယ်လို့ပြောနေတဲ့အချိန်ကနေအခုကစားမပေါင်း1024ယောက်ကိုတူတကြီးဘောလုံးဖွဲ့ချုပ်ကစပြီးတော့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ထားတယ်အဲ့ထဲမှာထိတ်တန်းကလပ်တီတဲကဂါလာတဆာရီတို့ဘက်ရှစ်တက်လို့အသင်းတွေလို့ပါတယ်ဒီနေရာမှာဘက်ရှစ်တက်ဂါလာဆာရီအသင်းရဲ့နောက်ခံလူအာရန် အမ်မာလီဆိုတဲ့တယောက်ဆိုရင်ဒူတကြီးလက်ရွေးစင်အသင်းရဲ့ဒါ World Cup Qualify မှာ ရွေးချယ်ခံထားရတယ်။ဒါသူကအခုကမ္ဘာဖလားချေစပွဲအဖြစ်ကစားဖို့အတွက်စပိန်နဲ့ဘူဂေးရီးယားနဲ့ပွဲကစားဖို့ရှိပေမဲ့လည်းဒီပြဿနာတွေစုံစမ်းခံရတဲ့အတွက်အခုလက်ရွေးစင်အသင်းကနှုတ်ထွက်သွားပြီ။အားရဟုတ်ကြည့်ချင်းအားဖြင့်သိကြတဲ့ဒူတကြီးဘောလုံးလောကမှာလုံးဝလုံပွဲ ပြဿနာတွေ ဒန်လူကြီးတွေရဲ့ဒါဘတ်တင်ကုမ္ပဏီတွေမှာ register လုပ်ထားပြီးသူတို့ကိုယ်တိုင်စိတ်ချိုက်အကွက်ရွှေ့နေတဲ့ပုံစံမျိုးတွေရှိတယ်။ဆိုတော့အခုလောလောဆယ် TFF ရဲ့ statement ကဘာလို့လဲဆိုတော့ဒီပြဿနာတွေ incident တွေအားလုံးမှာပါဝင်ထားတဲ့ကစားမအရေးအတွက်1024ယောက်ကိုသူတို့တန်တရားမှုနဲ့စပြီးတော့စုံစမ်းလျက်ရှိတယ်။ဒီထဲမှာဘသူတွေကဘာတွေလုပ်လဲဘယ်လိုပုံစံလုပ်လဲဆိုတဲ့အချက်တွေကိုတိကျသေးချာ တရားဖို့လှုပ်ဆောင်နေရင်မှတူရကီနိုင်ငံအတွင်းမှာရှိတဲ့ professional football discipline board လို့ခေါ်တဲ့ဒီစီကန်ထိန်းသိမ်းရေးကော်မတီအဖွဲ့ကိုအဲ့ကစားမားတွေ list တွေအကုန်လုံးကိုသူတို့ကလွှဲပေးလိုက်ပြီဆိုတော့အဲ့ဒါကိုစီကန်ထိန်းသိမ်းရေးကော်မတီအဖွဲ့ကနေအကုန်လုံးကို step by step သူတို့ဘက်ကစုံစမ်းမယ်စုံစမ်းပြီးတာနဲ့ပွဲပယ်ပြစ်ဒဏ်ချတာတို့ဘယ်လောက်ထိလှုပ်ထားလဲဘယ်လိုပုံစံလှုပ်လဲဘယ်လောက်ထိပါဝင်ပတ်သက်လဲဆိုတဲ့အချက်တွေအားလုံးကိုလိုက်နေတယ်အခုလက်ရှိအနေအထားအရ သူတို့ဘက်က28ရောက်တူတကီစူပါလိမော်လေတာကီစူပါလိဆိုထိတ်တန်းလိထိတ်ဆုံးလိပြိုင်ပွဲကနေကစားမှာ28ရောက်ပါတယ်ပြီးတော့မှတူတကီရဲ့ဒုတိယတန်းဒုတိယလိပေါ့လေဒုတိယတန်းလိကနေ89ရောက်ပါဝင်ထားပြီးတော့ အခုလောလောဆယ် exam တွေကို suspend လုပ်ထားတယ် total ပေါင်ပတ်သက်မှုက1024ရောက်ရှိတယ်ဆိုတော့လီအသီးသီးကကစားမတွေအများကြီးဒါပေမဲ့အဲ့ထဲမှာပေါင်ပတ်သက်တယ်ဆိုပေမဲ့တချို့လူတွေကဘလောက်ထိလှုပ်ထားလဲဘလို့ပုံစံလှုပ်ထားလဲနောက်လှုပ်ပွဲဆိုတဲ့သူတို့ကဘတ်တင်ဒီမှာပေါင်ပတ်သက်တာဆိုတော့ဒါကလည်းတနည်းအားဖြင့်လှုပ်ပွဲလည်းဖြစ်နိုင်တယ်ဆိုတော့စလိုက်တာကဒလူကြီးတွေကစတာ ဒါလူကြီးအများကြီးကနေ300ကျော်900ကျော်ရှိတာကနေ300ကျော်ပေါင်ပတ်သက်တဲ့အဲ့ထက်မှာထက်တဲ့ဝင်ဝင်လောင်းနေသူတွေလည်းအများတယ်အဲ့ဒါကိုသူတို့စုံစမ်းစစ်ဆေးရင်းနဲ့မှာတရိပ်ရိပ်နဲ့ပေါ်လာတာအခု player တွေဘက်ကိုရောက်လာပြီ total ပါဝင်မှု invo က1024ရောက်အဲ့မှာလေဝေးစင်အစင်ကစားမားတွေတော့နှုတ်ထွက်ကုန်ပြီဘတ်ရှစ်တက်နဲ့ကစားရိအသင်းကစားမားတွေလည်းပါဝင်ပတ်သက်ထားတယ်ဒူတီဘောလုံးဖွဲ့ချုပ်က discipline code ကို ထုတ်ပြီးတော့ဈေးနေပေးလိုက်ပြီးဆိုကြတဲ့တေးကြတဲ့ဒီသားမတွေကအပြစ်တန်ချခံရမယ်တွေ့ဘလောက်ကြီးတယ်ဘလောက်သေးလဲအဲ့ထက်မှာတူတကီထိတ်တန်းလိမာကိုက28ယောက်ပါပြီးတော့ဂျန်နယ်လီက89ယောက်နဲ့ဂျန်နာတွေကိုသူတို့ဆက်ပြီးစုံစမ်းနေဆိုတာကစ်လီကလုံပွဲစရာတွေဒန်လူကြီးတွေစိတ်ကြိုက်ချေလဲလို့ရတာတွေအများကြီးဒါကြောင့်လဲတချို့ပွဲတွေမှာတချို့ဒန်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေ official ရဲ့ဆုံးဖြတ်ချက်တွေကိုသဘောမကျလို့ကွင်းလယ်ဒန်လူကြီး ကွင်းတဲ့အထီကိုပိုင်ရှင်နေဆင်းပြီးတော့တနက်နဲ့ချင်းချောက်တာဘာညာရန်ဖြစ်တာတွေမကြာခဏဖြစ်တယ်ဆိုတော့ဒါ Turkish ဘောလုံးဖွဲ့ချုပ်အတွက်နောက်ထပ်အမဲဆက်ဖြစ်ပြီးတော့ဒန်လူကြီးတွေအပြင်ကိုမှကစားမတွေကိုပါစတင်စုံစမ်းပြီးတော့ပွဲပယ်ပြစ်ဒဏ်တွေချမှတ်ဖို့နဲ့စုံစမ်းမှုတွေကဇက်တိုက်လို့ရင် Turkish ဘောလုံးလောကရဲ့အမဲဆက်ကြီးကဇက်တိုက်ပေါ်လာပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်